မင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီကနေ့မှာတော့ Joshua Van နဲ့ Rania တို့အပြိုင်လူနိုင်တဲ့စုတစုအကြောင်းလူငယ် Fighter Gen နဲ့ထုတ်တက်သွားရမယ် Swap Black ရဲ့အကြောင်းစကလုံးတိုက်စစ်တွေစတင်လာတဲ့ Rania တို့ရဲ့တွဲဆိုင်အကြောင်း UFC Bantamweight Champion ကိုတောင်စင်ကော့စ်ကဆူလိုက်တဲ့ Fabricio Andrade ရဲ့အကြောင်းနဲ့ One Championship ကအတစ်ခေါ်ယူလာခဲ့တဲ့ Fighter Gen တို့ရဲ့အကြောင်းတို့ကိုစူးစီးတုံတက်တင်ဆက်ပေးသွားမှာဖြစ်ပါလိမ့် ဒီနှစ်ပိုင်းအတွင်း UFC မှာပွဲကူးကျင်းပြီးတော့ကောင်းပိုင်းကိုလင်းလင်းမြန်းမြန်းတက်လာနိုင်ခဲ့တဲ့ fighter နှစ်ဦးရှိနေပါတယ်။သူတို့ကတော့ flyweight တန်းက Joshua Van နဲ့ middleweight တန်းက Ryanier Director တို့ပဲဖြစ်ပါတယ်။သူဦးကမြန်မာနိုင်ငံကိုစားပြုထိုးတက်နေခဲ့တဲ့ fighter ဖြစ်တယ်လို့နောက်သူဦးကလည်းမြန်မာပြည်သက်တွေနဲ့မဆိုင်တဲ့ fighter ပဲဖြစ်နေပါတယ်။အရင်ဆုံး Joshua Van နဲ့ Ryanier Director တို့အပြိုင်လူနိုင်တဲ့စုအကြောင်းလေးကိုပြောပြပေးချင်ပါလိမ့်။ Breed 2 Fighter Order ရည်ရလို့ခေါ်တဲ့ဒီစုက တနစ်တာအသွင်းမှာမထင်မှတ်ထားလောက်အောင်တိုးတက်လာတဲ့ Fighter တွေထက်ကနေရွေးချယ်ချင်းမြင်တာဖြစ်ပါလေ။အဒီဆူအတွက်ရွေးချယ်ခံရနိုင်တဲ့ Fighter ကတနစ်တာအသွင်းပွဲကူးကြမ်းထားသလိုတနစ်တာမှာမထင်မှတ်ထားလောက်အောင် မြင်မြင်ဆန်းဆန်းနဲ့ခေါင်းပိုင်းရောက်လာတဲ့ Fighter မျိုးတွေပဲဖြစ်ပါလေ။ Joshua Van Hassen တော့2023ခုနှစ် network လောက်မှ UFC ကိုစတင်ရောက်ရှိလာခဲ့တာပဲဖြစ်ပါလေ2023ခုနှစ်မှာ2ပွဲ2024ခုနှစ်မှာ2ပွဲနဲ့ အခု2025ခုနှစ်မှာတော့၃ပွင့်စုစုပေါင်း၉ပွင့်ထူတက်ထားခဲ့ပြီပါပြီ။ဂျာနီမှာချားဂျွန်ဆန်ကိုတပွဲတာရှုံးနိမ့်ခဲ့ပြီးတော့ဂျန်နဲ့ပွဲစဉ်တိုင်းကိုအနိုင်ရရှိထားခဲ့တာဖြစ်ပါလေ။ဂျိုရှောဘန်ကလူစားဝင်ဖိုင်တာအနေနဲ့ကန်လန်လာဒမြောက်ကိုမငင်းမဲထူတက်ပြီးနေခဲ့တာကြောင့်အခုလိုပွဲကူးကျန်တဲ့ဖိုင်တာပင်ဖြစ်နေခဲ့ပါလေ။တကယ်တော့ဒီနှစ်ပိုင်းအစမှာဂျိုရှောဘန်က flight weight ranking 10မှာတော့ပါဝင်ခဲ့ခြင်းမရှိသေးပါဘူး Joshua Van Han Japan Fighter Rice Suruya ကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲအပြီးမှာတော့အဆင့်15နေရာနဲ့ ranking အတိအကျပါဝင်လာခဲ့တာပါ နောက်ပိုင်းမှာတော့ Bruno Silva ကိုအနိုင်ယူပြီးတော့ ranking ထပ်သက်လာခဲ့တယ်လို့အဲ့ဒီနောက်ပိုင်းမှာပဲ short note နဲ့ ranking အဆင့်1က Brandon Rybo နဲ့ထိုးတက်ခွင့်ရရှိလာခဲ့ပါတယ် Brandon Rybo ကိုအနိုင်ယူနိုင်ခဲ့တာကြောင့် Joshua Van အနေနဲ့အဆင့်1နေရာကိုရောက်လာခဲ့ပြီး Champion ဆင့်ခိုးခွင့်ရရှိလာခဲ့ပါတယ် ဒီနေ့အစပိုင်းကမှ ranking ထဲဝင်ရောက်လာခဲ့တဲ့ဆိုပေမဲ့နစ်ကုံခါနီးအချိန်မှာတော့ Joshua Van ဟာ champion စိန်ခေါ်ခွင့်ရရှိလာတော့မှာပါ။ဒါကြောင့် Van အနေနဲ့လင်းလင်းမြန်းမြန်းခေါင်းပိုင်းရောက်လာခဲ့တာဖြစ်လို့ Re2 Fighter of the Year ဆိုတဲ့ဆုကိုမျော်လင့်လို့ရတယ်လို့ပြောလို့ရပါတယ်။ဒီဆုအတွက် Joshua Van ရဲ့အနီးကပ်ဆုံးပြိုင်ဖက်ကတော့ Ryanian Director ဝင်ဖြစ်ပါလေ Ryanian Director ဟာဆိုရင်လည်း2024နှစ်ကုန်ပိုင်းကမှ UFC ကိုစတင်ရောက်ရှိလာခဲ့တာဖြစ်ပါလေ။ အပွင့်ပွဲမှာတော့ Jared Mia Chase ဆိုတဲ့ fighter ကိုအနိုင်ယူနိုင်ခဲ့ပါလေ2025ခုနှစ်ထဲမှာဆိုရင်တော့ Ryan Director တယောက်ကလည်းပွဲကူးကျန်းခဲ့ပြီး၃ပွဲအထိထိုးတက်ခဲ့ပြီးဖြစ်ပါလေနောက်ဆုံးပွဲမှာဆိုရင်လည်း Middleweight ရဲ့ Combine Fighter တအုပ်ဖြစ်တဲ့ Robert Whittaker ကိုအနိုင်ယူထားနိုင်ခဲ့ပါလေအဲ့ဒီပွဲအပြီးခပ်ပတ်လူခွင့်ရမယ်လို့ထင်ထားပေမဲ့ Ryan အနေနဲ့ချက်ချင်းခပ်ပတ်လူခွင့်တော့မရသေးပါဘူးလာမယ့်အော်တိုဘန်လ19ရက်နေ့မှာကျင်းပပြုလုပ်သွားမယ့်ပွဲမှာ Brandon Allen ဆိုတဲ့ fighter နဲ့ထိုးတက်သွားရဖို့ရှိနေပါလိမ့်။ဒါကဒီနှစ်ထဲမှာ Rania အနေနဲ့ထိုးတက်မဲ့၄ပွဲမြောက်ပွဲစဉ်လေးဖြစ်ပါလိမ့်။ Rania ကလည်းပွဲကူးကျင်းပြီးတော့လင်းလင်းမြန်မြန်ပဲ middleweight တန်းရဲ့ ground pound fighter တအူးဖြစ်လာခဲ့ပါလိမ့်။နေအောင်စလုံးကတော့ဒီစုအတွက်မျောလင့်ထားနိုင်ခဲ့ကြတယ်ဆိုပေမဲ့ Joshua Van ကတော့ champion ပါစင်ကိုခွင့်ရတော့မဲ့အားသာချက်မျိုးရှိနေခဲ့ပါလိမ့်။တကယ်လို့ Joshua Van ဟာ Pantunja ကို champion စင်ကိုပွဲမှာအနိုင်ယူလိုက်နိုင်မဲဆိုရင်တော့ ရီ2 fighter order ရန်စုရန်ပို့အတွက်ပို့ပြီးတော့တေချာသွားနိုင်ပါပြီ။ Raider တွေအနေနဲ့ရောဒီစုကိုဘယ် fighter ရသွားမယ်ထင်ကြတလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးတော့ပြဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ဆက်လက်ပြီးတော့လူငယ် fighter jet နဲ့ထူးတက်သွားမယ် Swarm Black ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ Tank Game fighter Lee Swarm Black ရဲ့ fighter ဘွားကအနိုင်အမြင့်အသက်အကျဉ်းတွင်နေဖြစ်နေခဲ့ပါတယ်။ စွာ black ဟာ1 championship 1 friday fight ပွဲစဉ်တွေကနေစတိုင်ပွဲချင်းပြနိုင်ခဲ့ပြီးတော့ဒေါ်လာတသိန်းတန်စာချုပ်ကြီးရရှိလာခဲ့တာဖြစ်ပါတယ်။ရှိလာပြီးတဲ့နောက်မှာနိုင်ပွဲတွေရယူနိုင်ခဲ့သေးပေမဲ့ Russian fighter Navatiko ရှုံးနိမ့်ပြီးရှုံးပွဲစတင်ကြုံတွေ့သွားခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာ Swabla ဟာ၃ပွဲဆက်တိုက်အထိရှုံးပွဲကြုံတွေ့သွားခဲ့ရပါတယ်။ဒါကြောင့်လဲ Mr. Chatri ကိုတိုင်ကနောက်ပွဲရှုံးရင် Friday Fight ပွဲစဉ်မှာပြန်ပြီးစင်းထိုးရမယ်ဆိုပြီးတော့မှတတိပေးချင်းကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ Swap Black ကတော့ Zangatic ကိုအနိုင်ယူနိုင်ပြီးတော့နိုင်ပွင့်ပြင်ယူပြနိုင်ခဲ့ပြီဖြစ်ပါလေ Zangatic ကိုအမတန်တဲ့ Kick Boxing ခေါင်းစဉ်အောက်ကနေထိုးတက်ခဲ့ရတယ်ဆိုပေမဲ့ Swap Black ကတော့အလဲထိုးနိုင်လူနီးပါအထိလုံးပြနိုင်ခဲ့တာပဲဖြစ်ပါလေဒီကရက်စတင်ပါလတ်တုံးကဝါရင်မွေးထိုင်းဖိုင်တာကြီးတအူးဖြစ်တဲ့ဇူနီဦးရဲ့ပြိုင်ဖက်ဟောင်းဆက်ဆံနဲ့လေထိုးတက်ထားရမှာစောဘလက်ကပဲအမှတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။နှစ်ပွင့်ဆက်တိုက်နိုင်ပွင့်ရရှိနိုင်ခဲ့တဲ့စောဘလက်ကို ဝမ်ချမ်ပီယံရှစ်ပကလူငယ်ဖိုင်တာဂျင်းတဦးနဲ့ပွဲတည်ပေးလာခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလမှာကျင်းပပြုလုပ်တော့မယ့်159 37ပြိုင်ပွဲကြီးမှာဆော့ဘလတ်နဲ့ဂျိုဟန် S2P နဲ့တို့ကိုပွဲတည်ပေးလိုက်တာဖြစ်ပါတယ်။ဂျိုဟမ် S2P နဲ့ဟာဆိုရင်လည်းဝမ်ချမ်ပီယံရှစ်မှာအပွင့်ပွင့်၅ပွင့်ဆက်တိုက်ကိုအနိုင်ယူပြနိုင်ခဲ့တဲ့ဖိုက်တာပဲဖြစ်ပါလိမ့်။ဒါပေမဲ့နောက်ဆုံးပွဲမှာမထီမတ်ထားခဲ့ဘဲနဲ့ဂျပန်ဖိုက်တာတအုပ်ဖြစ်တဲ့ တိုက်ကင်းနိုင်ထူကိုရှုံနေတော်ခင်ရပါတယ်။ဒါကြောင့် Johan S. Tupinan အတွက်လည်းဒီပွဲကနိုင်ပွင့်ပြန်ရယူပြဖို့လိုအပ်နေပြီဖြစ်ပါတယ်။နိုင်ပွဲတွေပြန်ရထားခဲ့တဲ့ Swap Black အတွက်လည်းဒီပွဲကစမီပွဲစစ်စီမဲ့ပွဲတစ်ပွဲပဲဖြစ်ပါလိမ့်။အရင်ဆိုရင်တော့ Swap Black က145ပေါင်မှန်ကုတက်နေကြဆိုပေမဲ့လည်းဒီပွဲမှာတော့135ပေါင်တန်းကိုစင်ပြီးထိုးတက်တာဖြစ်ပါလိမ့်။ Swap Black အနေနဲ့တလလောက်အကြအပြီးမှလည်း နောက်တစ်ပွဲလက်ခံလိုက်တာကြောင့်ဂျန်ဖက်သက်ဆိုင်တော့ပြင်းစင်ချိန်နေပါနေပါလေဂျန်ဖက်ဂျွန်ဟမ်အစတူပီနန်ကတော့လူငယ်ဖိုက်တာတူအူပီလင်းမြန်မှုကိုအပြုထိုးတက်တဲ့ဖိုက်တာတူအူဖြစ်တယ်လို့ချီကန်ပိုင်းကလည်းကောက်ပါလေဒါကြောင့်ဆော့ဘလတ်နဲ့ဒီပွဲမှာဒရီကြီးကြီးထားပြီးတော့မှကစားဖို့လိုအပ်မှာဖြစ်ပါလေဒီညီမှုအပိုင်းမှာတော့ဆော့ဘလတ်ကပူပြီးတန်ပြီးတော့ရင်ချက်တဲ့အပိုင်းတွေလည်းတွေ့မြင်နေရပါလေအတချက်ကိုစီရှိနေတဲ့အတွက်ဒီပွဲဆိုင်ကဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားမျိုးလည်းဖြစ်ပါလေ ထိုင်းကင်ဖိုက်တာစွာပလက်ပဲ9ပွင့်ဆက်မလားဒါမှမဟုတ်ဂျိုဟမ် S2P နန်ကပဲ9ပွင့်ပြန်ရှာတွေ့သွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့တကယ်စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်ဆက်လက်ပြီးတော့စကလုံးတိုက်ပွဲတွေစတင်လာခဲ့တဲ့ရိုင်းနီယာတို့တွင်ဆိုင်အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်လာမယ့်အော်တိုဘလ19ရက်နေ့မှာဂျင်းမှပြလုပ်သွားမယ် UMC Fight Night ပြိုင်ပွဲရဲ့ကောင်းပွဲမှာဆိုရင်တော့ရိုင်းနီယာဒါရိုက်တာနဲ့ Brandon Allen တို့ထိုးတက်သွားကြမှာဖြစ်ပါတယ် ရောဘတ်ဝစ်ထိတ်ကောင်ကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲအပြီးနောက်ပိုင်းရိုင်းနီယာအနေနဲ့ချန်ပီယံစင်ခေါ်ခွင့်ရတော့မယ်လို့ထင်ထားခဲ့ကြပေမဲ့ UFC ဘက်ကတော့ရိုင်းနီယာကိုတခြားဖိုက်တာနဲ့ပွဲစီစဉ်ပေးလာခဲ့ပါတယ်။အစားတုံးကတော့ရိုင်းနီယာရဲ့ပြိုင်ဖက်ဟာဆိုရင် Brandon Allen မဟုတ်ဘဲ Anthony Hernandez နဲ့ပွဲစီစဉ်ပေးလိုက်တာဖြစ်ပါတယ်။နောက်ပိုင်းကျမှတွဲဆိုင်အပြောင်းလဲကျစ်သွားခဲ့ရပါတယ်။လက်ရှိမှာဆိုရင်တော့ရိုင်းနီယာဒီရိုက်တာနဲ့သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ Brandon Allen တို့ကြားမှာဆိုရင်စကလုံးတိုက်ပွဲတွေပြင်းထန်လာနေခဲ့ပြီဖြစ်ပါနေထူးခြားတာကတော့သူတို့နှစ်ယောက်စလုံးက K-Click FC ဂျင်မာလိချင်းနေတဲ့ Fighter တွေပဲဖြစ်ပါနေဒါပေမဲ့သူတို့နှစ်ယောက်လိချင်းချင်းမတူတာကြောင့်အတူလိချင်းခဲ့ဖို့တာတော့မရှိဘူးလို့တည်ထားရပါတယ်။ Ryanian Director ကတော့သူ့ပြန်ဖက်ကအစောပိုင်းမှာဖွင့်ထိုးတက်တဲ့ Fighter ဖြစ်တာကြောင့်သူမောသွားတဲ့အချိန်မှာစောင့်ပြီးချုပ်ကွက်နဲ့ပွင့်တိန်ပြမယ်လို့စကားစစ်ထိုးသွားခဲ့ပါတယ်။ သူကပွဲစပြီးဆိုတာနဲ့ဒလဆက်တိုက်စစ်လိုက်ကစားတတ်တဲ့ဖိုက်တာမျိုးပါ။ဒါကြောင့်ပထမချီကတော့နည်းနည်းကြောက်ရပါလေ။သူအနေနဲ့ဒီတစ်ခါလဲအဲ့ဒီပုံစံမျိုးကစားအုံးမယ်ထင်ပါလေ။ကျွန်တော်ရဲ့ game plan ကတော့ရှင်းပါလေ။အစောပိုင်းမှာအလိုက်အထိုက်ပဲကစားပြီးသူမောလာပြီးဆိုတာနဲ့ချုပ်ကွက်နဲ့ပွဲသိမ်းပါပါဆိုပြီး Ryanian Director ကပြောဆိုသွားခဲ့တာဖြစ်ပါလေ။ Brandon Allen ကတော့ Kickle Epsima အောင်လာနဲ့ရင်းနှီးတဲ့ Legion Ball Fighter တူဦးမင်းဖြစ်ပါလေ။ သူအနေနဲ့အောင်လာအတွက်ရိုင်းနီယာကိုရှုံးကျွေးဆက်သွားမယ်ဆိုပြီးတော့မှပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းရိုင်းနီယာနဲ့ထိတ်တိုက်တွေးချင်နေခဲ့တာပါ။သူကိုကောင်းပွဲမှာထုတ်တက်ရမယ်ဆိုရင်တော့ဘိုးလို့တောင်ကောင်းပါလေ။သူဝမ်ချမ်ပီယံရှစ်မှာထုတ်တက်တုန်းကကျွန်တော်ရဲ့မိတ်ဆွေကြီးအောင်လာအန်ဆန်ကိုအနိုင်ယူသွားနိုင်ခဲ့ပါတယ်။အဲ့ဒီကလေးကစိတ်ထဲမှာမကြည်နှက်တာတွေရှိနေခဲ့ပါတယ်။အခုတော့သူက UFC ကိုရောက်လာပြီးဖြစ်လို့ကျွန်တော်အနေနဲ့ထုတ်တက်သွားရတော့ပါမယ်။ဆိုပြီး ရန်ဒန်အလန်ကပြောဆိုသွားခဲ့တာဖြစ်ပါလေဒီပွဲတာအနိုင်ရမယ်ဆိုရင်တော့ရိုင်းနီးယားဒရိုက်တာအတွက်ချန်ပီယံကပ်ပတ်စင်ခေါ်ခွင့်ကတီချာပေါက်ရလာဖို့ရှိတယ်ပါလေရန်ဒန်အလန်နေနဲ့ရိုင်းနီးယားရဲ့နိုင်ပွဲကိုရက်တန့်သွားနိုင်မလားဆိုတာကလည်းတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းနေပါလေဆက်လက်ပြီးတော့ UMC ဘန်နဝစ်ချန်ပီယံကိုတောင်စင်ခေါ်စကားဆိုလိုက်တဲ့ Fabrizio Andrade ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ် ဝမ်ချမ်ပီယံရှစ်ရဲ့ MMA ဘန်နဝိတ်ချန်ပီယံဖရက်ဒီစီယိုအန်ဒွန်ဒီဟာဆိုရင်တော့လက်ရှိဘန်နဝိတ်တက်မှာပြိုင်ဖက်ကင်းနေတယ်လို့ပြောလို့ရပါတယ်။ UFC Fighter Hound John Lineka ကိုနှစ်ကြိမ်အထိအနိုင်ယူပြထားနိုင်ခဲ့တယ်လို့နောက်ဆုံးပွဲမှာဆိုရင်လည်းခုံခုံအီဂိုအနိုင်ယူပြီးချန်ပီယံဘွဲ့ကိုကောက်ွယ်ပြထားနိုင်ခဲ့ပါတယ်။ဒါမဲ့1 Fight Night 38ပြိုင်ပွဲမှာဆိုရင်တော့မွန်ဂိုလီးယား Fighter ဂျင်ဂျီတူဦးဖြစ်တဲ့ဘန်တာခူနဲ့ထုတ်တက်သွားမှာဖြစ်ပြီးသူ့ရဲ့ချန်ပီယံခပ်ပတ်ကိုကောက်ွယ်တွားရမှာဖြစ်ပါတယ်။ ချန်ပီယံကပ်ကောင်ကွယ်ပွဲမတိုင်ခင်မှာ Fabrizio Andrade က UFC ကဘန်နဝိတ်ချန်ပီယံကြီးတူဖြစ်တဲ့ Mirat Davichli ကိုစင်ခေါ်စကားပြောဆိုလာခဲ့ပါတယ်သူအနေနဲ့မီရက်ကိုအနိုင်ယူပြနိုင်တယ်ဆိုပြီးတော့လဲ Fabrizio Andrade ကိုတိုင်ကယုံကြည်နေပါတယ်။လူတွေကတခြားအဖွဲ့အစည်းတွေကချန်ပီယံတွေအကြောင်းကိုပြောကြပေမဲ့ကျွန်တော်ကတော့မိထားကြပါတယ်။ကျွန်တော်က UFC မှာထိတ်တန့်ဖြစ်ခဲ့တဲ့ဂျွန်လိုင်းနီကန်ကိုတော့မှနှစ်ကြိမ်အထိအနိုင်ယူပြထားနိုင်ခဲ့တူဖြစ်ပါတယ်။ ။ဒါကြောင့်ကျွန်တော်ကလည်းကပအကောင်ဆုံး Fighter 2ထက်ကတအူးအနေနဲ့တက်မှတ်တင်ပါလေ။လက်ရှိ UMC မှာ Mirat လုတ်ပြသွားနိုင်တာကစိတ်ဝင်စားဖို့ကောင်းပါလေ။တော်တော်များများကတော့ Mirat ကိုဘလို့မှအနိုင်ယူနိုင်မလဲဆိုတာကိုမသိဘဲဖြစ်နေကြပါလေ။ဒါပေမဲ့ကျွန်တော်ကတော့ Mirat ကိုအနိုင်ယူပြနိုင်ပါလေ။ဘလို့အနိုင်ယူပြနိုင်တယ်လဲဆိုတာကိုလည်းကောင်းကောင်းကြည့်သိထားပါလေ။ ကျွန်တော်ကကပအကောင်ဆုံး Banana Wave Fighter တူဆိုတော့ကိုတက်တည်ပြချင်ပါတယ်။ဆိုပြီး Vervicio Androtica ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အရင်တုန်းကတင်ဆက်ပေးခဲ့သလို One Championship နဲ့ UFC ကြား Crossover Point ဖြစ်လာဖို့ကတော့တော်တော် League ကိုခက်ခဲပါတယ်။ချိန်မှာတော့လည်း One Championship က Fighter တွေက UFC Champion တွေကိုစင်ကိုခဲ့ဖို့ပေမဲ့အမှန်တကယ်ပွဲဖြစ်လာခဲ့ခြင်းတော့မရှိပါဘူး။အဲကြောင့် Fabricio Andrade နဲ့ Mirat 2ရဲ့တွဲဆိုင်ကလည်းလက်ရှိအနေအထားမှာတော့မဖြစ်နိုင်ပြီးပင် အပွဲစီပြောင်းမှပင်ဖြစ်လာနိုင်ဖို့ရှိပါတယ်။ဆက်လက်ပြီးတော့ဝမ်ချမင်းရှစ်ကအစ်စ်ခေါ်ယူလိုက်တဲ့ဖိုက်တာဂျင်းတူရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။နောက်ပိုင်းမှာဆိုရင်တော့ဝမ်ချမင်းရှစ်ရဲ့ MME ဘိုင်းမှာဖိုက်တာတစ်ခုံယူမှုတွေကတော်တော်လေးကိုနင်းသွားခဲ့ပါတယ်။ဝမ်ချမင်းရှစ်ကကစ်ပေါ့စင်းနဲ့မွီထိုင်းပိုင်းမှာဖိုက်တာတစ်တွေကိုအားပြည့်နေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာဆိုရင်တော့ဝမ်ချမင်းရှစ်ဘက်က MME ဘိုင်းအတွက်ရှုံးဝဲမရှိသေးတဲ့ဖိုက်တာအစ်စ်တအူးကိုအားပြည့်ခေါ်ယူထားခဲ့ပါတယ်။သူကတော့ ဝီလီဗန်ရူယန်ဆိုတဲ့တောင်အာဖရိကကဖိုက်တာဂျင်တူဦးပင်ဖြစ်ပါလေ။ဗန်ရူယန်ဟာဆိုရင်တော့အသက်23နှစ်တန်းတာရှိသေးတဲ့ Flyweight Fighter တူဦးဖြစ်ပြီးလက်ရှိ9ပွဲထိုးတက်ထားပြီးရှုံးပွဲလုံးဝမရှိသေးတဲ့စံချိန်မှတ်တမ်းကိုလည်းပိုင်ဆိုင်ထားနိုင်ခဲ့ပါလေ။သူက Way Round Up ဖြစ်တဲ့ Fighter တူဦးလည်းဖြစ်ပြီးတော့ကေပောင်စင်နေဗယ်ကနေလာတဲ့ဖိုက်တာတူဖြစ်တယ်လို့ ground ကစားတဲ့အပိုင်းမှာလဲကောင်းမွန်တဲ့ဖိုက်တာတူပဲဖြစ်ပါတယ်။ MMA 9ပွဲထိုးတက်ထားဘူးတယ်လို့ အတွေ့အကြုံနဲ့နေသေးတယ်ဆိုပေမဲ့လည်းစောင့်ကြည့်ရမယ့် fighter တဦးအဖြစ်ရှိနေပါတယ်။ One Championship ကိုမရောက်ခင်ကတည်းက EFC ဆိုတဲ့အဖွဲ့အစည်းမှလည်း Flyweight Champion ဖြစ်ခဲ့ဖူးပါသေးတယ်။ One Championship ကသူ့ကိုစာချုပ်ကြီးနဲ့တခါတည်းခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။လာမယ့် One Fight Night 37ပြိုင်ပွဲမှာဆိုရင်တော့ Van Ruyen အနေနဲ့ One Championship ပွဲဦးထွက်အဖြစ်စတင်ထိုးတက်သွားတော့မှလည်းဖြစ်ပါတယ်။သူရဲ့ပြိုင်ဖက်ကတော့ Uzbekistan Fighter Avaban Kumazi ဆိုတဲ့ Fighter ပဲဖြစ်ပါတယ်။ ဒုကလေး1ချမ်ပီယံရှစ်မှာ10ပွဲထိုးတက်ထားခဲ့ပြီးတော့9.9ပွဲရှုံးရလကိုပိုင်ဆိုင်ထားပါတယ်။ဒုကအရင်တုန်းကတော့1 Friday fight ပွဲစဉ်တွေမှာထိုးတက်ခဲ့ရတာဖြစ်ပြီးတော့အခုမှပဲပွဲကြီးတွေမှာစတင်ထိုးတက်ရတာလည်းဖြစ်ပါတယ်။ Avavet ကိုမြန်စိဆိုတဲ့ fighter ဟောဆိုရင် ground fight မှာကောင်းတယ်လို့အလဲထူပါဝါလဲရှိတဲ့ fighter ဖြစ်နေပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ရဲ့သွေးဆိုင်ကတကယ့်ကို Fighter Gen နှစ်ဦးထိတ်တိုက်တွေ့ဆုံကြမဲ့ပွဲလင်းဖြစ်နေခဲ့ပြီးတော့တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းနေပါနဲ့ ဘမ်ရူရင်ကပင်အဖွင့်ပွင့်မှာနိုင်ပွင့်နဲ့စတင်ဖွင့်လှစ်သွားနိုင်မလားဒါမှမဟုတ်ရင်အဘဘတ်ခူမင်းစီဆိုတဲ့ဖိုင်တာကပင်စာချုပ်ရဖို့ထိုက်တန်သူတဦးဆိုတော့ကိုတက်တည်ပြတ်သွားနိုင်မလားဆိုတော့ကတော့စောင့်ကြည့်သွားရမှာပင်ဖြစ်ပါလိမ့်ဒီတွဲဆိုင်တဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့အမြင်ကိုလည်းခုံမမောင်ဝင်ရောက်ဆွေးနွေးတော့ပြဖို့ဖိတ်ခေါ်ချင်ပါလိမ့်ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုအပင်းနေတဲ့ပရိသတ်တဦးတယောက်ချင်းစင်တိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ် ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။